ရဲစောင်းမြို့နယ်တွင်တဘာဝဝေးကျူတင်ကာကွယ်ရန်ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုနှင့်ဇက်တိုက်လေးကျင့်ဆောင်ရွက်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရဲစောင်းမြို့နယ်ဘာတူးတက်မြို့နှင့်တဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကြီးကြပ်မှုကော်မတီမှတဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကရှာဖွေကယ်ဆယ်ရေးအသင်းစုဖွဲ့ထားရှိမှုနှင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးဇက်တိုက်လေးကျင့်မှုအခမ်းအနားကိုယနေ့မွန်းလွဲတနအီကပတ်ထူးတက်နယ်အာကစားကွင်း၌ကျင်းပပြုလုပ်ခဲ့ပါသည် ရေးဥစွာဘာထုတက်နိုင်မှုပုံမှုချုပ်နိုင်စော်ဦးနှင့်တက်နိုင်မှအရာရှိများမြို့နယ်တဘာဝဘေးစီမံခန့်ခွဲမှုဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များကတဘာဝဘေးဖြစ်ပွားလာပါကချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်မိသက်ရင်များလူနာတင်ရင်များရှင်းလင်းရေးရင်များတည်ယူဖို့ဆောင်ရွက်ရင်များကယ်ဆယ်ရေးပစ္စည်းများကုညီထောက်ပံ့ရေးပစ္စည်းများရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအသင်းစုဖွဲ့ထားရှိမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်ဆက်လက်၍မြို့နယ်မိသားစုဈေးဌာနဦးစည်းရာရှိဦးအောင်ဖြိုးမင်းဦးဆောင်သောရှာဖွေကေစရေးတပ်ဖွဲ့ဝင်များချက်ချင်းဤတပ်ဖွဲ့ဝင်များကတဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကရှာဖွေကေစခြင်းလုပ်ငန်းများရှေးဥတုနာပြုစုခြင်းရှာဖွေကေစရေးပစ္စည်းများအသုံးပြု၍ကေစရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့အားဇက်တိုက်လေးကျင့်တရုတ်ပြဆောင်ရွက်ခဲ့ကြပါတယ်ထို့နောက်ဗာထုတက်နယ်မှုကလိုအပ်သည့်များလမ်းညွှန်မှာကြားပြီးနောက်ဂုံပြုစုပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခမညာ